စည်းကမ်းဆိုပြီးကလေးတွေအပေါ်မတင်တော်တာတွေလုပ်နေတဲ့ဆရာဆရာမတွေအကြောင်းထိမိစွာပြောလာတဲ့သမီးစုပြည်သူများလုံးမမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနှပညာနယ်ပယ်ကရုပ်ရှင်သရုပ်ဆောင်မင်းသားမင်းသမီးတွေရှေးသမျှအရှုပ်တော်ပုံတွေအကြောင်းကိုအကုန်အစင်သိပြီးတော့ထုတ်ဖော်ပြောပြနေတာကတော့ဆယ်လီသမီးစုဖြစ်ပါတယ်အခုတကောက်ဆယ်လီသမီးစုရဲ့ထိမိစွာပြောပြမှုတွေတဲမှာအလဲကျလာတာကတော့မြန်မာပညာရေးအကြောင်းပဲဖြစ်ပါတယ် မြန်မာနိုင်ငံမှာဆိုရင်တော့ဆရာဆရာမတွေကဖះရနဲ့တကိုင်းနဲ့ထားပြီးကိုးကွယ်ရပါတယ်ဆိုပြီးတော့အလုံးကယိုတိလေးစားစွာနဲ့ဆက်ဆံကြပါတယ်။ဒါပေမဲ့လည်းခုနောက်ပိုင်းမှာဆိုရင်တော့ဆရာဆရာမဆိုတဲ့ဂုံပုံးနဲ့မလျော်ညီတဲ့ចောင်းသားတွေပေါ်မှာမတင်တော်တဲ့လုံရက်တွေကိုလှုပ်လာနေရတွေ့ရပါတယ်။အခုဆိုရင်လည်းဆရာမတယောက်ကအတန်းထဲကចောင်းသားလေးတယောက်ကိုသပင်ရှည်ထားတဲ့ပေါ်မှာလုံဝလက်မခံမဲနဲ့သူမကိုယ်တိုင်သပင်ကိုကြွဆုပ်ကေဖြစ်အောင်ညှက်ပစ်နေရဖြစ်ပါတယ်။ဒီလိုလုံရက်မျိုးကတကယ်ကိုမှမတင်တော်လာပဲစီကံတင်ကျက်တယ်ဆိုပြီးလှုပ်ချင်တဲ့လှုပ်နေ ဲ့ဆရာဆရာမတွေရဲ့အပြုအမူတွေကိုတမိစိုးကကဲ့ရဲ့ရှုံချလာခဲ့ရဖြစ်ပါတယ် တကယ်ဆိုရင်တော့ဒီចောင်းသားလေးရဲ့သဘင်ကအရန်ကြီးရှိနေတာတော့မဟုတ်ပါဘူးတတိပေးဆုံးမစကားပြောပြီးနောက်ဆုံးအစင်မပြေရင်မိဘတွေကိုခေါ်ယူပြီးတော့တိုင်ပင်ဆွေးနွေးရမယ်အနေအထားဖြစ်ပါတယ်ဒါပေမဲ့ငါကဒီအတန်းရဲ့အတန်းပိုင်ဆရာမဆိုပြီးလှုပ်ချင်တဲ့တွေလှုပ်ကလေးတွေပေါ်မှာစီကန်းထပ်ပို့ပြီးတော့တင်းကျပ်နေရဲ့အပြုတ်မှုတွေကြောင့်တကယ်ကိုမှမသင့်တော်လာတာဖြစ်ပါတယ်ဒီလိုလုံးလိုက်တဲ့အပြုတ်မှုတကူကအခုမှဆယ်ကျော်သက်အရွယ်သာရှိသေးတယ်ယောက်ျားလေးတယောက်အနေနဲ့အင်မတန်ကိုရှက်ရွံ့သွားမှာပါဒါကိုအတန်းထဲမှာဆုံးမယုံနဲ့မပြီးပဲဗီဒီယိုရိုက် ပြီးတော့တင်နေတဲ့အတွက်ဆိုရှယ်မီဒီယာမှာလည်းအရန်လူပြောများနေတာဖြစ်ပါတယ်။ကောင်လေးကတော့ဆီယမကိုကြောက်တာကြောင့်ဘာမှပြန်မပြောရဲပဲပြုံးနေရပါတယ်။ဒါပေမဲ့အဲ့ဒီအပြုံးရဲ့နောက်ွယ်မှာတသက်စာမေးဖြောက်လို့မရတော့တဲ့စိတ်ဒဏ်ရာတွေကိုရရှိသွားနိုင်တယ်လို့တမီးစိုးကထောက်ပြပြောဆိုလာခဲ့ပါတယ်။ဒီလိုလုံးရမျိုးကစီကံတင်ချက်တာမဟုတ်ပဲကိုကဆရာသမားဆိုပြီးတော့ကိုကိုပြန်ပြီးမတုံ့ပြန်နိုင်တဲ့တပည့်တွေပေါ်မှာမညာမတာမသင့်တော်တဲ့လုံးရက်တွေကိုလုပ်နေကြတာဖြစ်ပါတယ် ဒီလိုမျိုးသပင်လေးနည်းနည်းရှည်လာတာနဲ့တင်ကလေးရဲ့အကြောင်းပညာရေးနဲ့အကြောင်းသားတယောက်ရဲ့အကျင့်စာရိတ္တကိုဘာမှထိခိုက်သွားစရာအကြောင်းရင်းမရှိပါဘူး။ ကလေးကစားတော်တယ်စားမတော်ဘူးဆိုတာကသပင်ရှိတယ်မရှိဘူးဆိုတာနဲ့လုံးဝမသက်ဆိုင်တဲ့အတွက်ဒီလိုလုံးရမျိုးကအင်မတန်ကိုရှက်စရာကောင်းကြောင်းဆရာဆရာမမပီတာကြောင်းတမိစိုးကပြောလာခဲ့ရဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်တော့ဆရာဆရာမတွေကအရင်လိုမျိုးရိုသေလေးစားစရာကောင်းတဲ့လူမျိုးထက်ဆရာဆိုတဲ့နာမည်ကိုအသုံးချပြီးတော့လှုပ်ချင်တယ်လို့လုံးနေတဲ့သူတွေကပေါ်ထွက်နေပါတယ်။တချို့သတင်းတွေမှာဆိုရင်ဆရာဆရာမတွေကပဲကလေးတွေပေါ်မှာမသိတော်တဲ့လုံးရတွေလှုပ်တဲ့အကြောင်းကြားမိကြမှာပါ။ဒါကြောင့်မိဘတွေအနေနဲ့ကလေးတွေကိုစားတင်ကြောင်းမှာပဲဆို ုပ်ပြီးစိတ်ချစွာနဲ့လွတ်ထားလို့မရတော့ဘဲအမျိုးဆောင်စိုးရိမ်ပူပန်နေရပြီဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာဆိုရင်တော့ဒီလိုမျိုးလုံရက်တွေကတရားစွဲဆိုခံရမှာပါ။ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမှာကတော့ဆရာဆရာမတွေကိုဖျားလို့ကူးကွယ်နေပြီးတော့သူတို့ရဲ့လုံရက်တွေကိုဘယ်သူကမှအပြစ်မပြောရဲကြတဲ့အတွက်အခုလိုအခြေအနေတွေပေါ်ထွက်နေခဲ့တာပါ။ဒါပေမဲ့အနောက်နိုင်ငံမှာနေထိုင်တဲ့သမီးစုကတော့ဒီအကြောင်းတွေကိုပေါ်တင်ထုတ်ပြောလာခဲ့ပြီး ဆရာဆရာမဆိုတိုင်းလှုပ်ချင်တိုင်းမလှုပ်ဖို့အတွက်သတိပေးလာခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောအခုလိုမျိုးစီကန်းဆိုပြီးတော့ចောင်းသားတွေပေါ်မှာမတင့်တော်စွာနဲ့ပြုတ်လုံနေတဲ့ဆရာဆရာမတွေအပေါ်ထင်မြင်ချက်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးတကြိရှိပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။